သားသမီးမေရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်ပြန်မပါစေ။2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ အလုံးမှာအိမ်မှာ အပူပင်သောကတွေတအားများနေတတ်တယ်ဆဲအလိုမကြရလေဒီနေ့မှာတအားကြီးငါနေတတ်တယ်ငွေရေးချေးကံကောင်းနေနော်ရွှေလဝိယရနာအလားကုန်အမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေဝင်လာတတ်တယ်ဂျမ်းမာရေးအနေနဲ့တည်ထားနော်စီပူလောင်တတ်တယ်မြူပူလောင်တတ်တယ်အပူလောင်တတ်တယ်ချစ်သူစီကနေပြီးတော့လေတရင်ကောင်းကြရတတ်တယ်အချိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ကိုဖြစ်ပြီးအချိုးပေးတဲ့အကြောင်မှာအနီရောင်နဲ့ တန်းရောက်မယ်ဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိဖီးအားမှာတပြေ၂၀တညွန့်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ကိုနေရသည်ဝိဝိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်ပြဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာအစအစအရရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။လူမျိုးကြားဘာသာကြားတွေနဲ့ဆက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလောက်ကရတဲ့တဲ့အခြေအနေနဲ့အိမ်တော်ကြီးမှာလည်းတဦးနဲ့တူကဒီနေ့မှာဖေးမကွန်ကြီးမှုများနဲ့အစဉ်ပြေနေတဲ့ဝေးချေးကံတွေဒီနေ့မှာကောင်းတယ်နော်။ ကျမ်းမာရေးအနေနဲ့တတိထားနော်ခြေထောက်မှာထိခိုက်တံရရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးအကျိုးပေးတဲ့အရောင်မှာအစိမ့်အမှုရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအင်ရှိပြားမှာပုံသီးပါတဲ့မုံကလူပြားမှာဖြစ်ပါရဲ့ရှင်ကိုနေသားသမီးမိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ ဟောပြောချက်တွေကတတက်စင်လွှဲမှာပါစေ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တန်ဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအိမ်နေရအလုပ်နေရအတွက်ဒီမှာကောင်းတဲ့ကောင်းသောအပြောင်းအရှိမျိုးနဲ့အပြောင်းလဲများနဲ့ကြုံရတတ်တဲ့သားသမီးအောက်လက်ငယ်သားတဦးတစ်ယောက်တော့ကလည်းဒီနေ့မှာသူတို့ အတွက်ဒီကိုက ဥပင်တော့ကလည်းညနေတက်တဲ့ငွေပြောက်တာတကိုးခိုးခံရတတ်တာငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကိုဒီနေ့မှအထူးသတိကြောင်းနော်။ကျမရေးအနေနဲ့လည်းလက်မှာတိကျတရားရတတ်တဲ့အချီးအမှလည်းဝေးလေကောင်းလေဖြစ်နေတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအပြာရောင်တဲ့ခရမ်းရောင်ပဲဖြစ်ပါရဲ့။ရတရားအနေနဲ့မိမိအိမ်ရှိပြားမှာကြာစံကြောကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ ခொနရသသမီးမိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကပန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်းပြင်မပါစေ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာ အနောက်အရှက်အပြိုင်ဆိုင်များနဲ့ဒီနေ့အတွက်ကြုံရတတ်တဲ့စကားတွေဆိုရင်လည်းမလိုအပ်ဘဲနဲ့အခြေအတင် အငင်းကုန်နေဒီနေ့မှပြောဆိုရတတ်တဲ့မိမိနဲ့အလုပ်ထဲမှာအယူအဆတွေကိုလွဲနေတာမျိုးတွေအစင်မပြေတာမျိုးတွေဒီနေ့မှဖြစ်တတ်တဲ့ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအေးမှာလည်းဝေးလေခေါင်းလေဖြစ်နေတတ်တဲ့အိမ်တော်ရေးမှာတော့ဒါရတယ်နော်အကျိုးပေးတဲ့ကနန်းကတော့ ၃နဲ့ခွန်ဖြစ်ပြီးတော့အချိုးပြီးတဲ့အရောင်မှာအနီရင်းရဲ့အရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့အိမ်ရှိဖျားမှာဖျဲသည်၃စိတ်ကလူပြရမှာဖြစ်ပါလိမ့်ရှင်ခွန်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းပါပါစေ 2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကြာသပတေးသားမိများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ကြာသပတေးသားမိများအတွက်ဒီနေ့မှာအလုံးမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာများနဲ့ ကြုံတွေ့ရတဲ့နေ့မျိုးဖြစ်ပါတယ်။ဝေရေးကြီးကံကတော့ကောင်းတယ်နော်။ဝေရေးကြီးကံအစဉ်ပြေးတဲ့ဆုံးဖြတ်ချက်အမားတွေလည်း6မီတာတဲ့မိမိရဲ့ပဝင်းချင်းအနီးနားမှာဝါယာရှော့တွေမိနဲ့ပတ်သက်တာတရက်စနဲ့ပတ်သက်တာဝါယာရှော့ဖြစ်တာမျိုးတွေဖြစ်တတ်တယ်သတိထားနော်။အချီရင်နဲ့အင်တော်ရေးမှလည်းជីနူးပျော်ရွှင်စရာများနဲ့ကြုံတွေ့ရတတ်တယ်။အကျိုးပေးတဲ့ကနန်းကတော့၄နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အဖြူရောင်နဲ့ဘဝရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအရှိဖရားမှာပဲလို့ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီယသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဒါသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကပန်ကန်ပြီးတော့အနိဒါသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။၂၀၂၅ခုနှစ်နိုဝင်ဘာလ၁၆ရက်နေ့ တောက်ကြသားသမီးများအတွက်တနေ့တာဟော့စပန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှမိတ်ဆွေအရင်အချာများနဲ့ဒီနေ့မှစကားအခြေအတင်အငင်းအခုံတွေလို့ဆိုရတတ်တယ်။စာချုပ်ကိစ္စဆက်တူရှယ်ယာကိစ္စအတွက်ဒီနေ့အတွက်စိတ်ရှုပ်စဉ်းစားများနဲ့ကြုံရတတ်တယ်။ ဝန္တာအဝေးရနေပြီးတော့ဝန္တာဇာစေချမ်းသာဇာစကိုင်းမင်္ဂလာတရင်ကြီးရတဲ့တဲ့ကျမ်းမာရေးအနေနဲ့တည်ထားနော်ခြေတော်ရဲ့အောက်ပိုင်းမှာဒီကိုက်မိတတ်တဲ့ဒီကိုက်တန်ရရတဲ့တဲ့အချီရေးမှာလည်းအထင်အမြင်လွဲစရာများနဲ့ကြုံရတဲ့တဲ့အချိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအနီးရင့်ရောင်အနီးရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအရှိဖျားမှာမွေးင်းက ကက်လူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့စနေသားသမီးများအတွက် တနေ့တောင်ဟော့စတန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှစိတ်ညစ်စရာစိတ်ရှုပ်စရာတွေကနှစ်ခါနှစ်ကြိမ်ကြုံရတတ်တယ်။ဘာပဲလုပ်လို့ဒီနေ့မှအဆဆအရရာအစင်မပြေတိုင်းညနေတတ်တယ်။အနက်ပြောင်ကိုတော့ဒီနေ့မှလုံးဝလုံးဝအသုံးမပြုနဲ့နော်။ယနေ့အတွက်ကိုကျမရေးလို့ အတူယူဆိုင်ပါချစ်သူစီကနေပြီးတော့လက်ဆောင်ရတဲ့တဲ့ကျမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဒုက္ခပိတဲ့တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာပန်းသီးသုံးလုံးကလူပြာမှာဖြစ်ပါရှင်